ယောနိတမနတိကာရဆိုတာဘာပြောတာတော့သူကအလွန်အဓိပ္ပာယ်ကျဲတယ်။အာကုသူရဲ့ဆင်းရဲဒုက္ခကို ဖြစ်စေနိုင်တဲ့အစွမ်းကုသူရဲ့ချမ်းသာဒုက္ခကို ဖြစ်စေနိုင်တဲ့အစွမ်းဒါဟာအမှန်တရား။အဲ့ဒီအမှန်တရားကိုစဉ်းစားဆင်ခြင်နှလုံးသွင်းတဲ့အဲ့ဒါယောနိတမနတိကာရ။ငါမကောင်းတဲ့စိတ်တွေဖြစ်ရင်မကောင်းတာတွေပြောမိရင်မကောင်းတာတွေလုပ်မိလို့ရှိရင်တော့အခုလဲဆင်းရဲပူလောင်ရလိမ့်မယ်။နောက်မှလည်းပဲဆင်းရဲတဲ့ပူလောင်တဲ့ဘဝတွေကိုရလိမ့်မယ်။ ဒါကြောင့်ဒါဟာတော်တော်ကြောက်စရာကောင်းတဲ့သဘာဝပဲလို့အကုသိုလ်ရဲ့အပြစ်ကိုတိပြီးတော့မြင်ပြီးတော့အဲ့ဒါကိုစဉ်းစားတတ်မယ်စဉ်းကျင်တတ်မယ်ဆိုရင်အဲ့ဒါယောနိတော်နဲ့တည်ခါလာကောင်းတဲ့စိတ်တွေနဲ့ငါကောင်းတာတွေတွေးပြီးကောင်းတာတွေပြော ကောင်းတာတွေလုပ်ရင်တော့အခုလည်းပဲနှလုံးစိတ်ဝမ်းငြိမ်းချမ်းတယ်။နောက်လည်းပဲချမ်းသာတဲ့မြင့်မြတ်တဲ့ဘဝကိုရရှိလိမ့်မယ်။အဲ့ဒါလိုကုသိုလ်ကောင်းမှုရဲ့စွန့်ရည်တတ္တိကိုနားလည်ပြီးတော့အဲ့ဒါကိုစဉ်းစားစဉ်းကျင်နှလုံးသွင်းရင်ဒါလည်းယောနိတော်နဲ့တည်ခါလာ အခြေခံအဲ့ဒါလေးကိုအရန်ပိုင်နိုင်ဖို့လိုတယ်။နောက်အထွတ်အထိပ်ယောနိတော်မနေတိကာရကိုပြီးတော့ပြောမှာနော်။ဒါပေမဲ့ဘယ်အထွတ်အထိပ်မျိုးမဆိုအခြေခံကောင်းပေါ်မှာတည်ဆောက်ရတယ်။အဲ့တော့အခြေခံကောင်းကဘာလဲဆိုရင်အခုပြောတဲ့အကုသိုလ်နဲ့ကုသိုလ်ရဲ့အပြစ်နဲ့အကျိုးကိုနားလည်ပြီးတော့စဉ်းစားဆင်ခြင်တတ်တဲ့စိတ်အားကောင်းရမယ်။အဲ့တော့ဒီနေရာမှာကုသိုလ်နဲ့အကုသိုလ်ဆိုတာကိုလည်းပဲအခြေခံကြကြသဘောပေါက်ဖို့လိုသေးတယ်။လူတွေကအကုသိုလ်ဆိုလို့ရှိရင် အယမ်းမြင်တာတဲ့တတ်နေတာမျိုးကိုနေတာမျိုးနော်ဒီလိုကြံတန်းတာတွေကိုသာအကုသိုလ်လို့ထင်မိတတ်ကြတယ်ဟုတ်ပါတယ်အဲ့ဒါလည်းအကုသိုလ်ပဲသို့တော့အဲ့လောက်သိတာနဲ့မပြည့်စုံနော်ကုသိုလ်လို့ပြောလို့ရှိရင်ကြောင်းကံဖရသွားပြီးတော့လှူနေတာတန်နေတာမျိုးဒါမျိုးတွေကိုမျက်စိတဲ့တောက်လျှောက်ပြေးပြီးတော့မြင်မိတတ်တယ်ဟုတ်တယ်အဲ့ဒါလည်းကုသိုလ်ပါပဲသို့တော့အဲ့လောက်နဲ့ကုသိုလ်ကပြည့်စုံတာမဟုတ်ဘူးအဲ့တော့တည့်တည့်ပြောရလို့ရှိရင်အကုသိုလ်နဲ့ကုသိုလ်ဆိုတာဘာလဲလို့မေးရင် ရုံညင်းတဲ့စေတနာနဲ့မြင့်မြတ်တဲ့စေတနာကိုပြောတာအစေတနာကိုကံလို့တတ်တာနော်စေတနာဟံဘိခဝေကမ္မဝရာမိအဲ့ဒီစေတနာလေးကိုကံလို့ပြောတာအစေတနာကဘာလဲစေတနာဆိုတာတိုက်တွန်းနှိုးဆော်တတ်တဲ့သဘောလေးကို စေတနာလို့ပြောတာတခြားနားထောင်နော်ဒီကမိုင်းမြတ်ဟုတ်လားကောင်းတဲ့အလုပ်ကောင်းတဲ့အပြောကောင်းတဲ့အတွေ့တွေကိုလှုပ်ဖြစ်ပြောဖြစ်တွေးဖြစ်တောင်းဟောဒီအတွင်းကနေတိုက်တွန်းနှိုးဆော်နေတဲ့သဘောလေးရှိတယ်အဲ့ဒါစေတနာပဲ အဲ့စေနာကနော်ကောင်းတဲ့အလို့ကောင်းတဲ့အပြောကောင်းတဲ့အတွေ့တွေကိုလုံးဖြစ်ပြောဖြစ်တွေးပြအောင်တိုက်တွန်းတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုကုသိုလ်ကံလို့ခေါ်မယ်။ချမ်းသာဒုက္ခမျိုးစုံနဲ့ဘဝကောင်းကိုဖန်တီးနိုင်တဲ့စွမ်းရည်တတ္တိအပြည့်ရှိတယ်အောင်။တခါမဟုတ်တဲ့အလို့မဟုတ်တဲ့အပြောမဟုတ်တဲ့အတွေ့တွေကိုလုံးဖြစ်ပြောဖြစ်တွေးပြတော့အတွင်းကနေတိုက်တွန်းနှိုးဆော်နေတဲ့စေနာကမရှိဘူးလားရှိတယ်။သူ့ကိုကြတော့ဘာလို့ပြောမလို့အကုသိုလ်ကံလို့ပြောမယ်။ ဆင်းရဲဒုက္ခမျိုးစုံနဲ့ဘဝဆိုးကိုပန်တီးနိုင်တဲ့စွမ်းရည်တည်းအပြည့်ရှိတယ်။အဲ့ဒါကုသိုလ်ကံအကုသိုလ်ကံလို့ပြောရင်အဲ့ဒီမြင့်မြတ်တဲ့စေတနာနဲ့ယုံညံ့တဲ့စေတနာထိဓာတိမြင်အောင်စဉ်းစားတရမှာနော်။အဲ့တော့ဒီစေတနာကဟိုတစ်မျိုးမဟုတ်တစ်မျိုးဖြစ်နေတယ်။အကောင်းမဟုတ်အဆိုးအဆိုးမဟုတ်အကောင်းသူကဖြစ်နေတယ်ဟုတ်လား။အဲ့ဒီစေတနာရဲ့စွမ်းရည်တည်းကိုကောင်းကောင်းနားလည်ပြီးတော့စဉ်းစားတရမယ်။ဒါပါလေယောနိသောမနတိကာလား။ စဉ်းစားနော်အဲ့ဒီအတွေးကောင်းတာရှိမယ်ဆိုရင်တုံတုံအကုလို့ဖြစ်လို့မရဘူးဟုတ်တယ်မို့လားနော်အော်မကောင်းတဲ့စိတ်တွေဖြစ်နေတော့ငါဒုက္ခရောက်မှာဟဲ့ကောင်းတဲ့စိတ်တွေကမှအကုရာဟဲ့အဲ့လိုဆိုလို့ရှိရင်သူကမကောင်းတာဖြစ်ဖို့တိတ်ပြီးတော့မလွယ်ဘူးကောင်းတာဖြစ်ဖို့အတွက်ကအရန်လွယ်ကူသွားတယ်ဒါကြောင့်အခြေခံအဲ့ဒီယောနိတောမနိတိကာသကိုခိုင်မအောင်စူးစမ်းရမှာနော်စိတ်ကိုဆုံးမခြင်းနဲ့စိတ်ကိုအည်သွေးရှိခြင်းနဲ့တရားဏိဒံစတော့အဲ့ဒါလေးကိုပြောတော့နော်ယုတ်ကတိတ်ပြင်းဖို့မလွယ်ဘူး အင်းလည်းပဲသွားမှာပဲသူကနောက်စိတ်ကတော့အည်သွေးတက်လာအောင်လှုပ်လို့ရတယ်။ဘာနဲ့လှုပ်မလို့ယောနီတော်မြတ်တိကာရနဲ့လှုပ်ရမှာ။ဒါကိုပြောတာနော်။ဒါကြောင့်မြတ်စွာဘုရားဟောဒီစိတ်ကြီးကတဲ့။တတန်တရာလုံးကောင်းနေထင်တာတဲ့ကမှကြိုက်တာကြိုက်တာကမှကြိုက်တဲ့လောက်ကျင်လေခဲ့တာကျက်စားခဲ့တာထင်တိုင်းသူလှုပ်ခဲ့တာ သွားခဲ့တာဟုတ်လား။ဒီလိုစိတ်မျိုးကိုဒီကနေ့ကစပြီးတော့ငါအမှုန်ရင့်နေတဲ့စင်ကို ချုံကန်ထားတဲ့စင်လင်းကအဲ့ဒီချုံနဲ့စုံမနှိမ့်ကွတလို့မျိုးငါစိတ်ကငါရောနေတော့မတိကာရဆိုတဲ့ချုံနဲ့ကောင်းကောင်းနှိမ့်ကွဆုံးမပဲတို့ရောနေတော့မတိကာရဆရာကြီးပဲဟုတ်တယ်မဟုတ်လားအခုရောနေတော့မတိကာရကိုပြောတာနော်